ျမဒီနေ့ပြပြသွားမှာကတော့ဇိုရီရဲ့ဆိုင်နေတဲ့ကဇိုရီရဲ့ဆိုင်တစ်ခုဖြစ်တဲ့ Paxi ကြီးအကြောင်းကိုပြပြသွားမှာပဲဖြစ်ပါတယ်။နှစ်လပိုင်း16ရက်နေ့ကနေပြီးတော့3လပိုင်း20ရက်နေ့ထိမူရဲတူတွေကို Paxi ရာဒီဝင်ဘွားများဖြစ်တမတ်တရှိရေပေါ့နော်။အာဒီနေ့ကတော့ Paxi ကြီးရဲ့ဇယိုင်းလက္ခဏာနဲ့စိတ်နေသဘောဟာကိုပြပြသွားမှာပဲဖြစ်ပါတယ်။အာ Paxi အများစုကပေါ့နော်။အာ Paxi ကိုပြောရရင်ကျမဘာအရင်ဆုံးပြင်းနေလဲဆိုတော့ Paxi အများစုကအရန်တွေးရေပေါ့နော်။အရန်နက်နက်နက်တွေးရေ။ဘာမဟုတ်တဲ့ကိစ္စလေးဆိုလို့ရှင်လည်းသူကအတွေးနေအရန်ချဲ့ရေမှာပါတယ်။ တဆိုင်ကိုတအိတ်လုပ်ပြီးတော့အရန်တွေးရထဲမှာပါရပေါ့နော်အဲ့လိုအတွေးခေါ်အများရဲ့ကိစ္စရေကြောက်ပဲသူတို့လုပ်ငန်းခွင့်မှာပဲဖြစ်ဖြစ်တမီးစားကိစ္စရေမှာပဲဖြစ်ဖြစ်အမိသားစုရေးရမှာပဲဖြစ်ဖြစ်အရန်ထိခိုက်မှုများရတယ်ပေါ့နော်အဲအထိခိုက်လေးတွေကသေးတဲ့ထင်ရပေမဲ့သူတို့အဲ့လိုမျိုးအတွေးအတွေးအရန်များတဲ့အကျင့်စရိုက်ကြောက်ပေါ့နော်သူတို့အာရှေ့လျှောက်အဲ့လိုမျိုးတမီးစားကိစ္စရေမှာပဲဖြစ်ဖြစ်အမိသားစုရေးရမှာပဲဖြစ်ဖြစ်လုပ်ငန်းခွင့်မှာပဲဖြစ်ဖြစ်ထိခိုက်ရတာတော်တော်များကြရတယ်ပေါ့နော်ဖိုက်စီတွေကလုံလုပ်ငန်းကိစ္စရေနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်လည်းလက်တွေ့မှာလက်ကြော တင်းတဲ့ထဲမှာပါတယ်အလုတ်ကိုတခြားလောက်တဲ့ထဲမှာပါတယ်ဒါပေမဲ့ဖက်စီများစုကခုနကျမပြောသွားသလိုအတွေးရန်များရယ်ပေါ့နော်သူတို့ကတခုခုဆိုလို့ရှိရင်အရန်အတွေးရန်များနေတဲ့အတွက်ကြောင့်မလို့စိတ်ကူးထဲမှာပဲသူတို့လှုပ်ရှင်တဲ့အရာတွေအကောင့်ထဲပေါ်ရှင်တဲ့အရာတွေကိုတွေးနေရများပြီးတော့တကယ်လက်တွေ့မှာတော့သူတို့ကလက်တွေ့ကြကြလောက်တာနည်းရယ်ပေါ့နော်သူတို့စိတ်ကူးထဲမှာပဲအတွေးငယ်ချဲ့နေပြီးသူတို့လှုပ်ရှင်တဲ့ idea အသစ်တွေအတွေးခေါ်အသစ်တွေကိုသူတို့ကခေါင်းထဲမှာပဲတိမ့်ထားတာများတယ်အဲအဲ့လိုမျိုးတွေးရဲ့အတွေးကြပေါ့နော်သူတို့မလှုပ်ခင်သူတို့ idea တွေကိုသူများအရင်လှုပ်သွားမျိုးရှိရယ်ပေါ့နော် ော်အဲအဲ့လိုအလုပ်ကိစ္စနဲ့ပတ်သက်ပြီးလို့ရှိရင်လည်းနည်းနည်းနောက်ောက်ကြံတာမျိုးတော့ရှိတယ်လက်ကြောတင်းမိမဲ့လဲပေါ့နော် taxi တွေကအဲ့လိုအချိန်မှဆိုလို့ရှိရင်လည်းတို့ချစ်ခဲပေါ့နော်အာတို့တကယ်တယောက်ဆိုတယောက်အဲ့လိုမျိုးချစ်ခဲတယ်ရီးစားများတဲ့ထဲမှာလည်းမပါဘူးပေါ့နော်ဖုန်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင် raffle လည်းမဟုတ်ဘူး raffle raffle လည်းမဟုတ်ဘူးပေါ့နော်သူတို့ကဘယ်လိုပြောမလဲချားနေပေါ့သူတို့ရဲ့စိတ်ရည်တဘောထားကနည်းနည်းခမ်းမန်းခက်တဲ့ထဲမှာလည်းပါတယ် water sign ဖြစ်ပြီးနည်းနည်းတွေးရည်ထဲမှာလည်းပါတယ်ပေါ့နော်တခုနောက်တစ်ခုထပ်ပြောရမယ်ဆိုလို့ရှိရင်အာဖိုက်စီအများဆိုတာနည်းနည်းအတကြီးရများရယ်ပေါ့နော်ကို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 အရန်ချစ်တဲ့စိတ်ရှိရယ်အတကြီးရယ်ပြီးတော့စာနာစိတ်နည်းနည်းနည်းထဲမှာပါတယ်ဒါကတော့မကောင်းတဲ့အမြင်ဘက်ကပြောရမျိုးမဟုတ်ဘဲနဲ့ရေဘူးကအားဖြင့်ကျွန်မပြောရတာပေါ့နော်ဘလို့စာနာစိတ်နည်းလဲဆိုတော့ဖိုက်စီအများဆိုတာဒါကို khách hey. ကိုကိုခံရတဲ့အရာမဟုတ်ပဲတစ်ဖက်သားကိုစာနာစိတ်နေရပေါ့နော်အော်တစ်ဖက်သူဖြစ်တာပဲဒါငါဖြစ်တာမှမဟုတ်တာဆိုရဲအဲ့လိုမျိုးစိတ်မျိုးရှိရပေါ့နော်အဲအကြောင်မလို့သမီးစားကိစ္စရဲ့မှာဆိုလို့ရှိရင်တော့မမြဲတာများတာပေါ့နော်လူမှုဆက်ဆံရေးပေါင်းတဲ့ဆက်ဆံရေးမှာဆိုလို့ရှိရင်တော့ fight စီကအရင်ကောင်းတဲ့ထဲမှာပါတယ်အာတကယ်လို့တော့မခင်တဲ့သူဒီတိုင်းမိတ်ဆွေပဲဆိုလို့ရှိရင်တော့တို့နည်းနည်းအနီအေးရဲ့စကားနဲ့ထဲမှာပါတယ်ပေါ့နော်အာကျမဒီနေ့ပြပြောက်သွားတဲ့အကြောင်းအရာကြီးကတော့ဇိုရီရဲ့ဆိုင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်တကယ်လို့ကျမဗီဒီယိုလေးကိုသဘောကျတယ်ထပ်ပြီးတော့ ားဟောင်းချင်တယ်ဆိုရဲ့ဆိုင်နဲ့ပတ်သက်ပြီးတော့ထပ်ပြီးသိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ channel လေးကို like subscribe လုပ်ဖို့မမေ့ပါနဲ့နော်